ကြောင်းရင်းတစ်ခုကြောင့်ပိုင်းတကွန်ကိုစိတ်မချနိုင်တော့လို့နောက်ကလိုက်နေရတဲ့ဇနီးတွေလင်းများဖို့ပိုင်းတကွန်ကိုစိတ်မချလို့မြမပြည်တောင်ပိုင်းကညာဦးပြည်ကျွန်းအထိနောက်ကလိုက်နေတာကတရုတ်ဆောင်မင်းသားပိုင်းတကွန်ရဲ့ဇနီးတွေလင်းများဖို့ပါအလုံးတိကြတဲ့တိုင်းပိုင်းကွန်ကသူ့ထက်အသက်ကြီးတဲ့မမကိုအောင်မြင်နေစေချိန်မှာပဲလက်ထပ်ခင်တာဖြစ်ပါတယ်။ဒါပေမဲ့လည်းတချို့ကတော့ပိုင်းကွန်ခုလိုမိမယူသွားတာကိုနှမျောကြတာပါ ဘာလို့လဲဆိုတော့ပိုင်တကွန်ဟာကဘာပေါ်မှာအချောလာဆုံးယောက်ျားစင်းဝင်ဘူးတလို့အသက်ကလည်းငငယ်လေးရှိသေးတာဖြစ်ပါတယ်။ဒါအပြင်အမှုပညာရမှာလည်းနိုင်ငံတကာထိတောင်အောင်မြင်နေတာပါ။ဒါကြောင့်လည်းပိုင်တကွန်နားမှာအမျိုးသမီးလေးတွေဝိုင်းဝိုင်းနေနေတာပါ။ဒီလိုပြည်စုံတဲ့အမျိုးသားကမိမယူကလက်ထံလိုက်လို့အားလုံးကလည်းနှမျောချရပါတယ်။ဒါပေမဲ့လည်းပိုင်တကွန်ယူလိုက်တဲ့မိမကအချမ်းသာဆုံးတထေးကြီးဖြစ်နေတာမဟုတ်လို့လည်းနားလေပြေးကြတာပါ။ ဒါပေမဲ့လည်းကုတော့ပိုင်နဂုံပဲသွားတော့ဇနီးတဲ့လင်းမြဘူကနောက်ကနေလိုက်နေရတာဖြစ်ပါတယ်။ဒီလိုနောက်ကလိုက်နေရတာကလည်းဇနီးတဲ့လင်းမြဘူကပိုင်နဂုံကိုစိတ်မချလိုပါ။စောနာကပြောခဲ့တယ်လို့ပိုင်တကုံကိုစနိုက်ကြောခြင်းနဲ့ကောင်မလေးတွေကြောင့်လင်းမြဖို့အောင်ပိုင်တကုံရုပ်ရှင်ရိုက်တဲ့ပင်လယ်ထဲကညောင်ဦးပြီးကျွန်းထီလိုက်နေရတာဖြစ်ပါတယ်။